ကျွန်တော်ပြောမိတ်ဆွေတို့ယုံမှမဟုတ်တိန်1000ချမ်းသာတဲ့လူနဲ့လက်ထက်10သိန်းလောက်ပဲရှိတဲ့လူနဲ့ကွာခြားနေတဲ့ habit ကနှစ်ခုပဲရှိတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ habit နှစ်ခု။အဲ့ဒါပါလဲစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့လူတော်တော်များများကရှာမယ်၊စုမယ်၊ရင်းနှီးမြှုပ်နှံမယ်၊ချမ်းသာသွားမယ်ထင်ကြတယ်။ဒါပေမဲ့ဒါလူတွေအားလုံးသိနေတဲ့အရာပဲလေ။အဲ့ဒါဆိုရင်လူတွေအားလုံးချမ်းသာတင်တာမဟုတ်ဘူးလား။ဒီဘက်ကနေပြန်တွေးကြည့်မယ်ဆိုရင်ပုံများများရှာရင်ပုံများများကြံ့မယ်လို့ထင်တယ်။အဲ့ဒါကလည်း ပစံအများကြီးဝင်ပြီးတော့လက်ထဲမကျန်တဲ့သူတွေကြည့်မယ်ဆိုရင်အများကြီးတွေ့နေရတာပဲမဟုတ်ဘူးလားပါဝင်ချင်းမှာနောက်တစ်ခုကကျတော့ချမ်းသာသွားပြီဆိုတာနဲ့မဆိုဘူးသူထီပေါက်သွားတာနဲ့တခါတည်းချမ်းသာသွားမယ်ဒါဆိုအထည်ပြက်ဆိုတဲ့စကလုံးကြီးအထည်ပြက်တော့ရှိမနေပါဘူးဘာလို့အထည်ပြက်ဆိုတဲ့ဟာတွေကကျွန်တော်တို့တွေ့နေရတာနောက်ဆုံးပြောရမယ်ဆိုရင်လူတွေပြဿနာတက်နေတဲ့ဟာကအဲ့အလေးချင်းနှစ်ခုကြောင့်ပဲလို့သွားပြီးတော့ကျွန်တော်မြင်နေဗျအဲ့ဒါပါလဲဆိုတော့ saving habit နဲ့ spending habit ပဲ saving habit ဆိုတာကျတော့ငွေစုတဲ့အလေးချင်းဖြစ်ပြီးတော့ spending habit ဆိုတာတော့ငွေသုံးတဲ့အလေးချင်းအဲ့ဒီနှစ်ခုတေချာနားမလည်တေချာမလောက်ထားနိုင်ဘူးဆိုရင်မိစရိုရှာသမျှအကုန်ပြောင်းသွားလိမ့်မယ် saving habit ကကျတော့ကျွန်တော်လွန်ခဲ့တဲ့20လောက်ခရီးစပြီးတော့လောက်ထားတဲ့ဟာမိစရိုအခုမရှိသေးဘူးဆိုရင်တေချာလောက်ပါအဲ့ဒါကလက်ထဲငွေဘလောက်ပဲရရနေနေမြများများစုရဲဆိုတဲ့အလေးချင်းမွေးရတာပဲ တချို့လူတွေကလက်ထဲငွေဘလောက်များများငွေဘလောက်နည်းနည်းမစုတတ်ဘူးတချို့လူတွေကကျတော့လက်ထဲငွေများမှစုမယ်လို့ယူဆတယ်အဲ့ဒါဒီလုံးဝမှားပါတယ်ငွေများမှစုရမှာမဟုတ်ငွေစုရင်လည်းများလာမှာဟုတ်ပြီနော်နောက်ဆုံးတစ်ခု spending habit ကကျတော့တချို့ကလက်ထဲငွေရှိရင်နေလို့ထိုင်လို့မကောင်းဘူးတခုခုဝယ်လိုက်ရမှာတခုခုသုံးလိုက်မှာတခုခုသွားလိုက်ရမှာတခုခုဖြုံးလိုက်ရမှာဆိုရက်ကျေတရာရှိရဲ့အဲ့ဒါပါလဲဆို spending habit ငွေသုံးတဲ့အလေးအကျင့်ကိုကျွန်တော်တို့သိချာမ train ထားဘူးဆိုရင် လိုအပ်တဲ့နေရာမှာသုံးတာမျိုးမဟုတ်ဘဲနဲ့မလိုအပ်တဲ့နေရာတွေစိတ်ခံစားချက်နောက်လိုက်ပြီးတော့သုံးမိတာတွေဖြုံးမိတာတွေအများကြီးဖြစ်သွားနိုင်တယ်အဲဒါကြောင့်မလို့ spending habit ကိုလည်း step by step တိကျလေ့လာပြီးတော့ကျင့်သုံးနိုင်မှုလိုတယ်